၄ဘာသာကုန်သူပါတယ်ပေါ့နောက်တစ်ခါကျတော့အမတ်ကတော့အမတ်ကတော့ကောင်းတော့ကောင်းတယ်ပေါ့ဒါပေမဲ့စေးရီလောက်တိတော့မမီအင်္ဂလိပ်ကတူနာပြုလုပ်မယ်ဆိုပြီးတော့တက်လာတာပေါ့နော်အပုတ်ကလစ်ကစေးရုံမှာညီမစစချင်းဝင်လောက်တယ်ပေါ့နော်ညီမအဲ့မှာ၄ရက်လောက်ပဲခံတယ်ဆိုင်နေဆိုင်အားလုံးမှာသတ်စိတ်အရင်ခက်ခဲနေတဲ့အချိန်မှာဒီတက်တူလေးတစ်ခုထိုးလိုက်တာအရင်အားတွေရှိသွားတယ်ပြီးတော့ကိုဘလို့ပဲဖြစ်လာဖြစ်လာဘာရွက်ခက်ခဲကြုံလာကြုံလာအဲ့လိုမျိုးကြော်ဖြတ်နိုင်တယ်လို့ခံစားရပါတယ်ဗောနော်အဲ့ဒါကြောင့်မလို့ အဲငါတက်တူလဲထိုးချင်တယ်ဆိုပြီးတော့တက်တူတင်မယ်ဆိုပြီးတော့ဒီ line ရောက်လာတာပါဟုတ်ကတော့ဒီကိုခန္ဓာကိုပေါ်မှာကိုကြိုက်တာကိုကြိုက်တဲ့ချိန်မှာထိုးမယ်ပေါ့နော်ဘလို့ခံရကျက်နဲ့ထိုးထားရလဲဆိုတာလေအဓိကလိုပဲထင်ပါတယ်ရှင်ဟုတ်ပါညီမကတော့ Task Enchanted Inga Tattoo Artist ပတ်သားဖြစ်ပါတယ်ရှင်ဟုတ် အဒီတက်တူလောကရောက်လာတာပေါ့ကြတော့ပေါ့နော်အင်းဆုံးတငယ်ချင်းကအထက်တူ artist ပေါ့အဲသူကနေတစ်ဆင့်ဒီလောကရောက်လာတာပါရှင်2023မှာညီမတို့ကုမ္ပဏီကပိတ်သွားတဲ့ခါကျတော့အဲမှာလမ်းပြောင်းနေတော့ပေါ့နော်အဲမှာမန်လေးမှာတင်တဲ့တက်တက်တဲ့ခါကျတော့ညီမတငယ်ချင်း artist ကလည်းမန်လေးမှာလုံနေအဲ့ဒါသူစီမှာတက်တူတထုံးမဲ့ဆိုသွားရင်ကနေနောက်ထပ်တက်တူထိုးပြတော့ကိုယ်အရင်စိတ်ခွန်အားရရလို့ခံစားရရပေါ့နော် ကိုကိုကိုအဲဘယ်လိုပြောမလဲအရင်ခက်ခဲနေတဲ့အချိန်မှာဒီတက်တူလေးတစ်ခုထိုးလိုက်တာ အရင်အားတွေရှိသွားတယ်ပြီးတော့ကိုဘလို့ပဲဖြစ်လာဖြစ်လာဘာရွက်ခက်ခဲကြုံလာကြုံလာအဲ့လိုမျိုးကြော်ဖြတ်နိုင်တယ်လို့ခံစားရပါတယ်ဗောနော်အဲ့ဒါကြောင့်မလို့အဲငါတက်တူလဲထိုးချင်တယ်ဆိုပြီးတော့တက်တူတင်မယ်ဆိုပြီးတော့ဒီ line လေးရောက်လာ အမ်ပြောရစားပြောရရင်ပေါ့နော်တက်တူလာထိုးကြရဲလူတွေမှာတော်တော်များများစတိုရီတွေရှိရပေါ့နော်ဥပမာနာမည်လေးလာထိုးတာပဲဖြစ်ဖြစ်နာမည်လေးလာထိုးရဆိုလို့ရှိရင်လည်းဒါ तू ချစ်တဲ့လူရဲ့ तू ချစ် तू ချစ်တဲ့လူကိုချစ်တဲ့အကြောင်းဖော်ပြတာပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်ဟိုမိဘနဲ့ပတ်သက်တာတွေလာထိုးကြရဲအမတ်တရားနဲ့ပတ်သက်တာတွေလာထိုးကြရဲဒါပေမဲ့လူတယောက်ကကြည်လဲလို့ရှိရင်ဒါပန်းပွင့်လေးတပွင့်မယ်လို့ထင်နေပြီမဲ့ तू ตู้ลาโทรได้เลยมาอธิบายอย่างนี้ใช่ป่ะเนาะ ညီမကကျတော့ဒီလိုညီမ client အနေနဲ့စကားပြောရတာကိုသဘောကျတယ်ညီမအဲသူတို့လာထိုးပြီးဆိုရင်ဘာလို့အဲဒီတက်တူထိုးဖို့စဉ်းစားထားကြပြီလားဘယ်လိုလေးထိုးဖြစ်သွားရလဲပေါ့ပထမဆုံးလားဘာလဲညီမညီမအဲ့လိုမျိုးသူတို့နဲ့ communicate လုပ်ရတာအရင်သဘောကျတယ်ပေါ့နော်အဲ့ချိန်မှာသူတို့ကလည်းညီမကိုပြောပြရတယ်သူ story လေးပြောပြရတယ်အဲဒီ pen လေးဆိုလို့ရှိရင်သူ့အဖေဆုံးသွားလို့ပေါ့နော်သူ့အဖေဆုံးသွားတဲ့အချိန်မှာသူအရင်ပြုတ်လဲသွားတယ်ပြုတ်လဲသွားတဲ့အချိန်မှာသူ့ မမမမရက်တည်ရမယ်ကြန့်ခိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးဆုံးဖြတ်လိုက်တဲ့အချိန်မှာသူဒီတက်တူလေးလာထိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲညီမဒီတက်တူတွေမှာဟိုခွားရည်အများကြီးပေးနိုင်တယ်လို့ယုံကြည်ရဲပြီးတော့ညီမကလည်းတစ်ဖက်တလန်ပေါ့သူတို့စိတ်ခွန်အားဖြစ်စေရဲ့လို့အဲ့လိုခံစားရလို့ညီမဒီတက်တူကချစ်တက်တူထိုးရတာချစ်တာပါဟုတ်မာရောကကြညီမတူနာခုတက်ဖြစ်သွားတာညီမတိတ်ငယ်ချင်းကြောင့်လို့ပြောလို့ရတယ်ညီမပထမဆက်စားခြင်းကတော့ဟိုပါပေါ့နော်အဲ ကွန်ပျူတာတိတ်ပံရှောက်ခဲ့တာပေါ့ပထမဆုံးအဲကွန်ပျူတာတိတ်ပံရှောက်တဲ့ခါကျတော့အဲအတော်ရီရပါတော့အဲ့တုန်းကအတော်ရီနေနေတဲ့ခါကျတော့အတော်ရီကအဲအဲမကောင်းပါညာအဲ့လိုမျိုးပြောကြတဲ့ခါကျညီမဘာရှောက်အောင်လဲမသိဘူးအဲ့အိမ်မှာလမ်းပြောက်သွားတော့အဲ့မှာရှောက်ရည်လိုက်ကြပါတော့ပထမဆုံးအဲညီမလေးပါတာကုန်သူပါတယ်ပေါ့နော်အဲ့ခါကျတော့အမက်ကတော့အမက်ကတော့ကောင်းတော့ကောင်းတယ်ပေါ့ဒါပေမဲ့စေးလောက်တိတော့မမီဘူးဒါပေမဲ့ညီမအဲ့နေရှောက်ရည်လိုက်တာအဲ့မှာရှောက်ရည်လိုက်တော့ဘာကြီးကမနောက်ထပ်ရည်ရမယ်မသိတော့တကယ်ချင်အဲ့ဒါရည်ရတော့အော်ငါလည်းအဲ့ဒါရည်လိုက်မယ်ဆိုရည်လိုက်တော့ဖြစ်ချင်တော့ညီမကကြောက်သွားအဲ့ဒါ အဲ့နဲ့အဲ့လိုနဲ့ပဲတင်တာပြုလိုင်းလေးရောက်သွားဟုတ်အမန်တိုင်းပြောရရင်ညီမကကြောင်းပြီးတော့ခါကျတော့ရန်ရန်ကုန်တက်လာပြီပေါ့နော်ရန်ကုန်တက်လာပြီးတော့အင်္ဂလိပ်တော့တင်တာပြုလုပ်မယ်ဆိုပြီးတော့တက်လာပြီပေါ့နော်ဒါပေမဲ့ရန်ကုန်ရောက်ပြီးတဲ့ခါကျတော့ပုဂ္ဂလိကစေယုံကညီမဆဆချင်းဝင်လောက်တယ်ပေါ့နော်ဝင်လောက်ပြီးတော့ညီမအဲ့မှာ၄ရက်လောက်ပဲခံတယ်၄ရက်လောက်လုပ်ပြီးတော့လေ အတနေ့တနေ့ဘောနော်မနေ့ကနေညာအထိစေယုံနေမှာပဲနေလည်းမမြင်ရပါလည်းမမြင်ရဒီဟာနဲ့ပဲဆက်ဆက်နေရပြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးဘွားမှာညီမမနေချင်ဘူးဘောနော်အဲ့ခါကျတော့အစရရလည်းဒီလောက်ကိုမလုပ်ဘူးလို့စဉ်းစားထားရဆိုတော့ခါကျတော့တော်ပြီးငါမလုပ်တော့ဘူးဆိုပြီးတော့မှထွက်လိုက်တာပေါ့အဲ့တော့အိမ်ကိုလည်းမပြောပြအောင်ညီမဒီတိုင်းပဲသူနာပြုလုပ်နေဆိုပြီးတော့ပဲဒီရန်ကုန်မှာပဲအဲ့လိုပဲဆက်လုပ်နေတာဘောနော်အဲ့ဒါနောက်ပြီးကျတော့အဲမူကြောင်းမှာလုပ်တယ်အဲ့လိုမျိုးပေါ့နော်အခြားအလုပ်တွေပြောင်းလုပ်ပြောင်းလုပ်ပေါ့နော်အဲ့ခါကျတော့အိမ်ကကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့ညီမ အဲအလုပ်တစ်ခုတတိငင်မလုပ်ဘူးပေါ့နော်။ဘာညာဆိုပြီးတော့အဲ့လိုပြောတော့ညီမနောက်ကျအိမ်ကိုလည်းဘာမှပြောကိုလို့ချင်တာလုပ်တာပေါ့နော်။အဲဒီတက်တူလုပ်တော့လဲသူ့လည်းကိုလည်းဘာမှပြောလို့မရတော့ဘူးအဲ့လိုဖြစ်သွားတာပေါ့။အာနနစ်နနစ်ပေါ့။အဲတင်နန်းတက်တာနဲ့ဆိုလို့ရှိရင်တော့နနစ်နဲ့တလားရှိပါပြီပေါ့။ဟုတ်ကဲ့။အဲ့လိုမျိုးကတော့ညီမမှာတော့တိတ်မရှိဘူးအဲ ညီမကိုယ့်အကိုလည်းတည်တက်လေးပဲအိမ်မာလေးပဲလုပ်တယ်ပေါ့နော်ပြီးလို့ရှိရင်ညီမဟာညီမအဲ့လို Facebook မှာအဲ့ TikTok မှာပေါ့နော်ညီမတင်တဲ့ဗီဒီယိုလေးကတော်တော်များများသဘောကျတယ်ခလေးတွေပေါ့နော်အငယ်ရွယ်ခလေးတွေပေါ့နော်နောက်ပြီးကြလို့ရှိရင်အသက်ကြီးပိုင်း MT တွေပေါ့နော်သူတို့တွေသဘောကျတယ်အဲ့တော့ ပထမညီမစီလာရဲ့လူမျိုးတော်တော်များများကလည်းပထမဆုံးခုမှထိုးမဲ့လူတွေအဲဒါမှမဟုတ်လည်းအဲ့လိုမျိုးစထိုးစားလူတွေပြီးလို့အဲ့လိုမျိုးလူတွေများရယ်ပေါ့နော်အဲ့ဟာကျတော့ညီမကတော့ဝေဖန်တာတော့တိတ်တော့မရှိဘူးဒါပေမဲ့ဟိုအပေါင်းအသင်းနေနဲ့ပတ်သက်တော့ညီမကအဲ့လိုမျိုးအော်သူအလုပ်တစ်ခုပြောင်းသားပြန်မိလာတာအော်ဘာညာအဲ့လိုမျိုးတော့ရှိရယ်ပေါ့နော်အော် ဒီအလုပ်ကိုပဲတိတ်ချာလုပ်တော့မှလာပါလားဗောနော်အဲ့လိုမျိုးတော့ရှိပါတယ်ကျွန်တော်တော့တိတ်တော့မရှိပါဘူးဒီတက်တူထိုးတဲ့ခါမှာတော့နည်းနည်းတော့စိတ်စိုးရင်ကြီးတော့အများကြီးရှိရောနော်ကိုထိုးလိုက်ပေးလိုက်တဲ့တက်တူကထိုးပြီးရလူကျင်နေပါမလားဗောနော်အဲ့လိုမျိုးဗောနော်တကယ်တမ်းနောက်ထပ်ပုံပုံနေမျိုးစုံကတယောက်နဲ့တယောက်ကမတူဘူးလေနော်နေ့တိုင်းခက်ခဲအဲ့လိုမျိုးပုံတစ်တည်းမျိုးစုံတွေ့နေရတော့အော်ငါသားလေးကိုသူကျင်တဲ့အထိလောက်ပေးနိုင်မှာမလားဗောအဲ့စိုးရင်စိတ်အဲ့ခက်ခဲလေးပဲရှိပါတယ်ကျွန်တော်ကတော့အများကြီးမရှိပါဘူး မဖြစ်တော့ဘူးမညီမကတော့ဒီကိုယ်ခန္ဓာကိုယ်ပေါ်မှာကိုကြိုက်တာကိုကြိုက်တဲ့အချိန်မှာထုံးမယ်ပေါ့နော်အဲတချို့ဘယ်လိုပြောလဲတချို့ဇလန်ညီမကတော့နောက်ကြရောနော်ဟဲ့ ကြလက်ချောင်းလက်တချောင်းလာထိုးထားရပေါ့လက်တချောင်းလုံးအပြည့်တာထိုးထားရပေါ့ကြီးလည်းမဟုတ်ဘူးအဲ့လိုစားကြရပြီလေရှေ့ညီမတို့ကတော့ဘာမှဖြစ်ပါဘူးဒါကိုအစဉ်ပြေဖို့အတိတ်ကပဲလေနော်ကိုစိတ်ကအစဉ်ပြေဖို့အတိတ်ကပြီးတော့ကိုကဘာဘလို့ဘလို့ခံယူချက်နဲ့ထိုးထားရလဲဆိုတာလေအတိတ်ကလိုပဲထင်ပါတယ်ရှင်ဟုတ်ဟုတ်ညီမဆိုင်လေးကတော့စမ်းကြောင်းမင်္ဂလာလမ်းမှာရှိပါတယ်အိမ်နံပါတ်14ပါအာပြီးတော့ဟာကျတော့ညီမရဲ့စတူဒီယိုနံပါတ်ကတော့ Tas Enchanted Ink ပါရှင့်အဲ Facebook မှာအဲ့လိုလဲရှာလို့ရတယ်။ TikTok မှာဆိုရင်တော့ Ink by Tas ဆိုပြီးတော့ရှာလို့ရပါတယ်ရှင့် ညီမဆောက်လုပ်တဲ့အချိန်ကနေဒီအခုချိန်လေးပေါ့နော်ညီမဟိုရေရုံကြည်စွန်းနဲ့အားပေးလာတဲ့အဲ client တွေအကုန်လုံးလည်းညီမကျေးဇူးတင်ပါတယ်လို့ပြီးတော့နောက်ထပ်တက်တူထိုးခြင်းတဲ့လူတွေပြီးတော့တက်တူကိုထိုးဖို့စိတ်ခွန်အားမွေးနေတဲ့လူတွေအကုန်လုံးလည်းညီမတက်တူလာထိုးဖိတ်ခေါ်ပါတယ်ရှင့်